အားလုံးပဲမင်္ဂလာပါရှင်ယခုတခါဖတ်ပြပေးမယ့်ဝတ္ထုတွေရတော့ဆ iam မာကြီးခင်းင်းယုရေးသားထားတဲ့လာချင်းကောင်းသော လူကလေးဆိုတဲ့ဝတ္ထုတွေလေးပဲဖြစ်ပါတယ်ရှင်နားဆင်ပြီးကြပါအောင်ရှင်လာချင်းကောင်းသောလူကလေးမမေဟာအင်ရှင်မတယောက်အနေနဲ့အဝေးကရောက်လာတဲ့ဧည့်သည်တွေကိုအမြောက်အများကိုချိုးဆိုခဲ့မှုပါတယ်သူတို့အတွက်အိယာနေယာ စားဖို့တောက်ဖို့နေရာထိုင်ခင်အပန်းဖြေနားနေစရာတွေကိုပါပြင်ဆင်ပြီးတော့ဝမ်းပန်းတသာစောင့်နေရတာပါပဲဒါပေမဲ့အဲ့ဒီကြိုတင် ပြင်ဆင်မှုဟာတားလာတော့မယ်ဆိုတာကိုသိလို့ကြိုတင်ပြင်ဆင်ရတာနဲ့မတူပါဘူးသားသားကလည်းမိမိတကားမှမမြင်ခဲ့ဘူးဘူးသူလေးဟာအကြီးတန်းသောသားလေးများလားသူလေးဟာလှပတင့်တဲ့သူတွေပဲလားအလိုဆိုးသွားတဲ့တငယ်လေးပဲတယောက်လား ကြစ်လက်တိတ်တည်တဲ့သားလိမ်မာလေးပဲဖြစ်မလားမိမိဟာအိတ်မပြောခင်မှာရောအိတ်ပြောသွားတဲ့အချိန်မှာရောအိမ်မက်ချဲမှာရောမိမိမမြင်ဘူးတဲ့သားရဲ့ရုပ်ရည်ကိုမျောမှန်းတွေးခေါ်နေခဲ့ရတာအမောပါပဲ။အော်သားလေးပန်းဖြေနားနေအိပ်ဆက်ဖို့မိမိမှာမွေရလေးကို ပထမဆုံးချုပ်မိတယ်။ကောက်ကနုနုလေးပေါ်မှာမိမိကြိုက်တဲ့ရွှေရောင်ပြလှလှဖဲစားကလေးကိုအပေါ်ကအုပ်ပြီးတော့မွေးရလေးကိုချုပ်ရိုးကြမ်းကြမ်းကြီးတွေမချင်အောင် ချုပ်ရတယ်။တားချုပ်ဖို့အပြာနုရောင်သုံးမွေးဆောင်လေးကိုလည်းအစင်တင့်ဝဲထားရသေးတယ်။ဆောင်လေးပေါ်မှာရုံရုပ်လေးနှစ်ကောင်ဖြူဖြူပွပွလေးကယထားပေါင်းလို့လေးကလေးကယထားကိုဆွဲလို့တားလေးကအဲ့ဒီရုပ်ကလေးတွေကိုတွေ့ရရင်ပဲချစ်တန်ကောင်းလာပါတယ်။စိတ်ထဲမှာလည်းတစ်ဆက်တည်းတွေးပြီးသွားတာကဒီဆောင်လေးကိုချုံရင်တားလေးဟာတဖြည်းဖြည်းကြီးထွားလာလိမ့်မယ်။ သားလေးတိတဲ့လာရင်ဖြင့်ဒီရုံရုပ်ကလေးတွေနဲ့ဒိတ်ကလေးအချောင်းကို မမေးကိုမေးတော့မယ်။အဲ့ဒီခါကျရင်တော့မမေဟာပြင်းလုံးနဲ့ကိုရွှေရင်အောင်ကြောင့်ဝရိယာကောင်းတဲ့ကိုရွှေလေးအချောင်းကို ဖွဲ့ဖွဲ့နှွဲ့နှွဲ့ပြောရပါအောင်မယ်။ပုံပြောဆရာမကြီးဖြစ်ရအောင်ပါပါလားလို့လည်းတွေးမိပါတယ်။မမေရင်ထဲမှာတောကရီကဂျပန်ဝင်လာပြန်ရော။ဒါဟာ ရုံလေးကိုအပြင်းကြီးနေမလား။လက်တငယ်လေးလို့ဝရိယာကောင်းနေမဲ့တငယ်လေးများဖြစ်အောင် မိမိဘလို့လုံးရမလဲလို့တွေးမိပြန်တာပါပဲဒါတားကိုပုံတွေများကြီးပြောပြရအောင်ပါပါလားအားလက်ချိန်ရောက်ရင်မိမိငငယ်ကဖတ်ပြီးသားပုံပြင်တွေကိုပြန်ပြီးဖတ်ပြပြန်ရောနနက်မိုးတော့လို့ပြတင်းဖွင့်လိုက်ရင်ပဲနှင်းမုံပါတဲ့ဆောင်းလေးတွေဟာမိမိကိုနှုတ်ဆက်ကြတယ်မိမိပြုံးတော့ကဆိုရင်ဖြင့်နေရတောက်ထားတဲ့ဘန်ကင်တော်ကြီးထဲမှာအပြေးလွှားဆော့ကစားပြီးဆောင်းနှက်နှက်လေးကို အာပါတရရှူရတယ် ခုတော့တာယာနှင်းနှင်းတိုက်လာတဲ့ဆောင်းလေးကို တိုးတိုးတသားပဲကြောရတယ်။ရှေးလအတော်တွင်းမှာကျမဟာတအိုးလေးနဲ့တွေ့ရတော့မယ်လို့သူတို့ကိုပြောတော့သူတို့ကလည်းဝမ်းပန်းတသားမိမိသားကိုချိုးဆိုကောင်းချီးပေးတဲ့သဘောနဲ့တားကိုစားမိမိပါဖို့ကို အသာတကြီးထိတွေ့နှမ်းရှုပ်သွားကြတယ်။မိမိဟာအရင်လိုမပြေးပဲပန်းကင်းနေတဲ့မှာဖြည်းဖြည်းတသာရှောက်ရတယ်။ပန်းဝင်လေးတွေကိုလည်း တားလာတော့မယ့်အကြောင်းကိုပြောပြရင်ပဲသူတို့ဟာပွင့်ဖက်တွေကိုဆွင့်ဆွင့်ကာကာလေးမလွင့်ပြီးတော့တပွင့်ပါတပွင့်ကတ် ပြီးတော့တားနဲ့တွေ့ရတော့မယ့်အကြောင်းကိုတဆင့်စကားတဆင့်သတင်းပါကြပြန်ပါတယ်မကြခင်ပဲရွှေရောင်ပေါ်မှာမဟူရာဆေးလေးတွေခင်းထားတဲ့ခြုံလွားကိုခြုံထားတဲ့ပြားကောင်လေးတွေဟာနနက်နေကြီးမှာပြန်ဝဲလာကြပါတယ်ပြားကောက်လေးတွေကိုမြင်ရင်ပြအင်ရပြန်တော့လေတားရဲ့နာကက်ကို တွေးမိပြန်ရော မိမိဟာစောင်းလီပြည်နဲ့ပန်းဝင်လွာအကြောင်းနှွေဦးရွံ့မှုများနဲ့အုတ်အော်ဒိတ်တန်တွေကိုပုံထဲမှာသာထည့်သွင်းဖော်ပြနိုင်ကလားတကယ်ဆိုမိမိသားဟာမိမိဟာအရွယ်ရောက်လာရင်ဖြင့်တခြားလူသားတွေနဲ့အတူခစ်ဆိုတဲ့ခီလန်းမှာသွားခိုင်းရမှာပါကလားလို့တွေးမိရင်ပဲရှင်ထဲမှာတင်းကျပ်သွားခဲ့တယ်မိမိသာတကူတော်ရှင်ကြီးဖြစ်ရင်ဖြစ်တားလေးအတွက်တီးတန့်ကဘာလေးကိုဖန်ဆင်းပေးပါရဲ့သားရဲ့မိမိ မျက်မှောက်ပြုတ်နေတဲ့ကဘာကတော့လေထဲမှာရန်ငွေတွေဟာအပြည့်သိပ်ပါလာတော့အသက်ရှူရတာမဝတဲ့ကဘာကြီးဘယ်သူတွေဘယ်ဦးနှောက်နဲ့ဘာတွေကိုကြံစီတွေးတော့တီထွင်လိုက်တယ်မသိလူသားစင်စစ်ကိုခုနကမိမိမြင်ရတဲ့ပြားကောင်တွေဖြစ်အောင်လုပ်နေတဲ့ကဘာကြီးကလားမိမိစိတ်ထဲမှာတားလေးအရွယ်ရောက်လာရင်စီကန်းစနစ်ကြပြီးလက်တငယ်လေးလိုဝရိယရှိုံသားမကတားရဲ့အတွေးခေါ်စင်ကြင်စံလေးတွေကို တာဟာလွတ်လပ်စွာတင်ပြဆွေးနွေးနိုင်ခွင့်ရှိတဲ့ခေတ်ကိုကြုံစေချင်ပါတယ်။စီကန်းတော့ဇာနာပါရဲ့သူများခိုင်းသမျှတုံးတိုက်တိုက်ကန်းတိုက်တိုက်လှုပ်တတ်တယ်။နှလုံးသားမရှိတဲ့လူသားမျိုးထွန်းကားတယ်။ခင်မျိုးကိုတားကိုမကြုံစေချင်ဘူး။မမေတို့ရဲ့ကဘာကြီးဟာအခုတော့လမ်းစုံလမ်းကွာကို ရောက်နေတဲ့တာ။သူတို့ဟာလူဆိုတဲ့စကလုံးတစ်လုံးကို ကိုကြိုက်ရအထိပယ်ကိုဆွဲပြီးအထိပယ်မျိုးမျိုးဖွင့်နေကြတယ်။ ။အော်ဒီအကြောင်းကိုတင်ပြဖို့ကဆွေးနွေးဖို့ကအချိန်စောလုံးပါသေးတယ်။မိမိဖြင့်တားကိုပြောချင်စောတွေ့ချင်စောရင်းနဲ့အတွေးတွေအကျဲအလန်းကျဲသွားတယ်။တားလေးဟာတကယ်ဆိုတော့မိမိကိုအတွေးကျဲအောင်လုံနိုင်စွမ်းရှိပါကလား။ပြားကလေးတစ်ကောင်ကိုမြင်တာနဲ့တားရဲ့အနာဂတ်ကိုတွေးပြီးမိမိပူပန်လိုက်ရတာ။တားအတွက်မိမိစာဖွင့်ခြင်းနဲ့တားအတွက်မိမိစာရေးရေးချင်လိုက်တာ။ ုံမင်းမင်းမြင်ရတော့မယ့်နေ့ကိုရောက်လာခဲ့ပြီမျက်ခုံးဝေးချူချူနဲ့ဆီယမလေးကအဝတ်ဖြူလေးကိုပါဇက်နဲ့နှာခေါင်းမှာစီးလို့မိမိဘိုက်ပေါ်မှာ နားခွက်ကလေးတက်ထားပြီးတော့တိုင်းရဲ့နှလုံးခုန်တန်းကိုမိနစ်ပိုင်းနဲ့အမျှနားထောင်နေရှာတယ်။မိမတွေဟာချစ်ဦးသူနဲ့တွေ့တဲ့အခါမှာလဲရင်ခုန်ကြတာပါပဲ။ဒါပေမဲ့အဲ့ဒီရင်ခုန်တန်းတွေဟာတားကိုပထမဆုံးမိမိတွေ့မဲ့အချိန်မှာတော့ရင်ခုန်ပုံကလုံးဝမတူဘူးသား။ ဒီတခါတော့မိမိအကျယ်ချက်ပြလို့မရဘူးသားမိမိလေလူကသာကရင်ပေါ်မှာအိတ်နေတယ်စိတ်ကဖြင့်ခီးဝေးကြီးကိုပင်မစွာသွားနေရတယ်လို့ပါပဲဝန်းနေကနာကျင်တဲ့ဝေဒနာတွေကြောင့်နှစ်ဖူးမှလည်းချွေးတွေက ပြိုက်ပြိုက်ကြလို့ဆီယမလေးရဲ့လက်ကိုလည်းမိမိတအားဆုပ်ထားလုံးလို့သူ့လက်ချောင်းလေးတွေများခြေသွားမလားတော့အောင်မရတယ်မိမိဒူးတွေဟာတဆက်ဆက်တုံနေခဲ့တယ် တိုင်းရဲ့ဖွားဖွားကြီးပြောတဲ့စကားကိုသွားတည်ရတယ်။ချွေးတစ်ခါနှခါမပြောင်းမဲနေတော့များဘယ်တော့မှမမွေးဘူးဆိုတာလေ။ခါးကိုလိမ်ပြီးတစ်ချင်လောက်အောင်ဝေဒနာတွေပြင်းပြနေပေမဲ့မိမိဝမ်းပိုက်ထဲမှာတားရှိတယ်ဆိုတဲ့အတိအကျောင်းမိမိဟာဒီဝေဒနာကိုသိခံခဲ့တယ်။အန်ကိုလေးချိတ်ထားရလုံလို့သွားရည်များကျိုးမတက်ပါပဲ။သားလေးအပြင်ရောက်ဖို့သူ့လမ်းကြောင်းဟာတလက်မှပဲလူတော့တယ်။ ပထမကလေးမှုခံရတာလို့ဆီယမလေးဟာအေးဆေးတဲ့အတန်နဲ့မမေ့အပါကမင်းတော်ကြီးကိုပြောနေတဲ့မမေ့ကြားရတယ်။ဒါပေမဲ့၃နာရီလုံးလုံးကြားတဲ့ကြားတဲ့အထိတားကုန်မမေ့မမြင်ရသေးဘူး။တားလေးဟာပက်ကြည့်လေးများလို့ခီးသွားနေသလားကွယ်။ကျလမဆိုတဲ့ခီးကို၃နာရီကြားရတယ်ဆိုတာမမေ့ဖြစ်မယုံကြည်ဘူးကွယ်။မမေ့ဖြစ်ဝေဒနာကိုသီးမခံနိုင်တော့ဘူး။ဆီယမကြီးတွေနဲ့ဒေါက်တာလေးတွေကလည်းမမေ့အပါကိုဝိုင်းလာကြတယ်။ ်ကျမကိုလှုပ်ရှင်သလိုလှုပ်ကြပါတားလေးကိုကျန်းကျန်းမာမာနဲ့အပြင်ရောက်ရင်ပြီးရပါပဲမိမိလေးအဲ့ဒီချိန်မှာမိမိအတက်ကိုစွတ်မရစေတားကိုသာအပြင်မဲ့ချုံချုံမုံမုံရောက်စေချင်တာပါပဲအော်တို့များမိမတွေဟာအားနွယ်တယ်အားငယ်တယ်နဲ့အချိန်တွေကတကယ်လိုလားလို့တောင်းတလာပြီဆိုတော့အတက်ကိုတော့ပေးရပြီချစ်သူအတွက်စွန့်စားနိုင်ရဲသူတွေပါလားအကြခင်ပဲ မိမိဟာမွေးကမ်းထဲကိုရောက်သွားခဲ့တယ်။ခဏအကြာမှာလုံးဝသတိလစ်သွားတာပါပဲ။မိမိတတိယတော့မျက်လုံးဖွင့်လိုက်တော့ဖြူနှွဲ့နှွဲ့ဒေါက်တာနှစ်ဦးရဲ့ဆီယမဝဝတတုပ်ရဲ့တားလေးကိုမွေးဖွားပြီးတဲ့အကြောင်းသတင်းကောင်းပါကြတယ်။မိမိဖြင့်မျက်ရည်တွေပေါက်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 ကျလာတာပဲသားရဲ့။နီနီထွထွေးပိုးထောင်ထဲလေးနဲ့တူတဲ့အသားလေးကိုအနီးဖြူဖြူလေးနဲ့ရစ်ပတ်ပြီးတော့ဆီယမ်မလေးခေါ်လာကြတယ်။ ။အော်တလက်မဆိုတဲ့ခီးကို၃နာရီကြာအောင်လာခဲ့ရတဲ့တငယ်လေးပါလားလို့မိမိတွေးပြီးတော့သားကိုတနာလိုက်တာဆိုတာသားကိုချိုချိုစားတတ်ရတဲ့နေရောက်တော့မိမိဖြင့်စိတ်မကောင်းဖြစ်ရတယ်။ဘာဖြစ်လို့လဲဆိုတော့နောက်45ရက်ရောက်ရင်မိမိလုံမုံတဲ့အလုပ်ကြီးတစ်ခုကိုလုပ်ရအောင်မယ်။မိမိမှာမိမိမြတ်တာတကူနဲ့အုံကြလာတယ်။မိမိသွေးကဖြစ်တဲ့နှုတ်ရည်တွေကို မိမိရင်ထဲမှာအပြည့်ရှိနေပါရဲ့နဲ့သားကိုနှုတ်မုံဘူးတွေနဲ့ထားခဲ့ပြီးတော့မိမိရဲ့လှုပ်သွားရအောင်မယ်ပြီးတော့ချိုချိုတွေတောက်လာရင်အဲ့ဒီနှုတ်ရဲ့အစ်စ်တွေကိုမိမိညှိရအောင်မယ်မိမိလေးဒီလိုမျိုးလုံးရမှာကိုတိတ်ဆတ်ဆုပ်တာပဲဒါပေမဲ့လုံးရအောင်မယ်ဆေးရုံကဆင်းပြီးတော့အိမ်ပြန်ရောက်တော့သားကိုညှိဦးမှာမိမိနှိုးအောင်တိုက်တိတ်ခဲတယ် အပြင်မှာလောက်အောင်ဟာချိန်ချိန်သာလို့မိမိတို့အိတ်ခမ်းမကြီးကလည်းလင်းနေတာပါပဲမိမိဟာပြတိမနေလမင်းကြီးကိုမော်ကြည့်နေမိရဲ့ယောက်ျားတွေကသူတို့ချစ်သူကြီးစားကို စားဖွဲ့တဲ့နေရာမှာချစ်သူမျက်နာဟာလမင်းနဲ့နှစ်လေးသာအိမ်မြလိုက်တာလို့ဆိုကြတယ်မိမိကတော့လမင်းကြီးနဲ့တားမျက်နာကို မနှိုင်းရပါဘူးအခုနေမြလနဲ့သားကမိမိသားကြီးနဲ့လမင်းကြီးနဲ့လဲမလားဆိုရင်လေ ်မိမိကတော့ပြန်ပြောမှာပဲမိမိသားကြီးနဲ့လုံးဝမလဲနိုင်ပါလို့လေပြောပါပဲလမင်းကြီးကလောကတက်တခွင်ကိုသာသူ့ရဲ့အေးမြတဲ့ရောင်ကြီးနဲ့ရှင်ပပသာတာအောင်လှုပ်ပေးနိုင်တယ်လို့မိမိလှုပ်ပေးနိုင်ပြီမယ်မိမိရဲ့နှလုံးသားတနေရာကိုတော့သူ့ရောင်ကြီးတွေကထိုးဖောက်ပြီးမလဲနိုင်ပါဘူးသားရဲ့ တားမျက်နာဝင်းပပကလမင်းကြီးလိုမကြည့်ပေမဲ့တားကုန်မြင်ရရင်မိမိအသေးနှလုံးကိုတော့နေရာမလက်ဝင်းထိတ်သွားအောင်အလင်းရောင်လေးပေးနိုင်တာကိုရှုံးမြတာကြီးရဲ့တားရဲ့မျက်နာကမိမိရဲ့နှလုံးသားကိုအေးစိမ့်ပြီးတော့သွားစီတာပါပဲပြီးတော့လဲဖိုးလမင်းကြီးဟာတရင်လေးဘက်မှာပဲနှစ်ဘက်မှာနှစ်ဘက်လောက်သာလောကကြီးမှာလင်းနိုင်သူပါကွယ်မမေသားကတော့ထာဝစီမမေရှင်ခွေမှာ အလင်းရောင်ပေးနိုင်တာကိုဒါကြောင့်မို့ မိမိသားကြီးလက်မင်းကြီးနဲ့မလဲနိုင်ပါဘူးလို့မိမိစကားဆိုရင်မိမိဟာမလုံပါဘူးသားရဲ့နောက်နေ့နနက်မှာတားကုန်မိမိဟာအိတ်ခမ်းထဲမှာတိတ်ထားခဲ့ပါတယ်တားကုန်မွေးနေရစေမတွေ့ခဲ့ရတဲ့မိမိပန်းခင်းနေစီကိုမိမိရှောက်သွားမိခဲ့တယ်လင်းကား၆လကြာရင်ပုံနှွေးတဲ့နေအောင်ကြီးထဲမှာသားလေးကိုထိန်းရင်ပန်းတွေကိုပြရအောင်မယ်။မိမိဟာဆောင်းဦးတုံးကပင်ပန်း ပန်းမင်လေးတွေကိုမြေမှာပြိုးခဲ့တယ်။ဆောင်းလည်းရောက်တော့သူတို့လည်းပွင့်ရောသားကိုလည်းမိမိမွေးရောလေ။သူတို့ကိုပွင့်စေခဲ့တဲ့သူရဲ့သားမို့ပန်းလေးတွေဟာသားကိုလည်းတိတ်ရှိတိတ်ချစ်ရှာကြမှာပဲ။မိမိအဲ့ဒီလိုစိတ်ကူးနေတော့မှမာလီကြီးကအဲ့ဒီတယောက်ကမိမိကိုတွေ့တယ်တွေ့ချင်တယ်လို့ဆိုလို့အိမ်ဘက်ကိုမိမိပြန်လျှောက်လာခဲ့တယ်။အဲ့ဒီဟာတန်ဆွဲတကားရဲ့အဝလေကားထစ်မှာငုံတုတ်ထိုင်လို့အဝိစားတွေကလည်းနွမ်းလို့ သူ့သားရေဟာနေလောင်ထားလို့မွေးချောက်ချောက်ဖြစ်နေခဲ့တယ်။သူ့ထမင်းကလည်းဒူးအထက်မှာအဖားတစ်ခုနဲ့အောက်နားကလည်းစုပ်ပြက်နေတယ်။လူကသာခြောက်နေတယ်။သူ့ဖြင်ချင်းအင်ဂျီဟာသူ့ချိုချိုကိုလုံအောင်အောင်မဖုံးနိုင်လောက်အောင်ပါပဲ။သူ့ရင်သားညူမောင်းမောင်းဟာလုံးချစ်နေတာပါပဲ။သူ့လက်ချဲကခလေးကြီးကလည်းမမေသား၃ဆလောက်ရှိတယ်။မမေဖြစ်မမြင်ချင်းချစ်သွားတာပဲ။ သူ့မိလက်ချေမှာဂလန်ဂလန်နဲ့မိမိကိုလှမ်းကြည့်တဲ့သူ့မျက်ဝန်းမျက်ဝန်းနဲ့နဲ့ဒီဟာကြောက်ပလိုက်တာပါပဲသူမစချီရဲ့နေရာအမေရဲ့စီမရှိတဲ့သူ့အမေရဲ့နှထင်းဆက်ကသပင်တွေကလည်းဖွာလန်ကျင်းနေတာပဲမိမိကိုတွေ့ကျင်နေတဲ့ချမကိုတွေ့ကျင်နေဆိုတာဘာလို့မလို့လဲရှင်မိမိဟာသူ့နဲ့လေကားချင်မှာပဲအတူတူထိုင်ပြီးမေးလိုက်တယ် ။သူဟာမိမိကိုရုတ်တရက်စကားမပြောနိုင်ဘူး။အကြာကြီးပဲစိတ်ကြည်နေတယ်။မိမိလည်းသူကြည့်တဲ့တန်းကိုအတော်ခံလိုက်ရတယ်။သူစကားဆပြောတော့မိမိကို မကြည့်ရတော့ဘူး။တစ်ဖက်ကိုမျက်နှာလွှဲပြီးမှသူပြောတယ်။ချမကျမကလေးကိုငွေ90နဲ့ရောင်းချင်လို့ပါ။သူ့အတန်းဟာတုံမီထွက်လာတာနဲ့အမျှမိမိတကူလုံးလဲအေးဆက်သွားခဲ့တယ်။မိမိဟာဘာပြန်ပြောရမန်းကိုမသိဘူး။ ။ဘာစကားလုံးမှလည်းမိမိပါဇက်ကထွက်မလာဘူး။အမလေးမိမိမှဖြင့်ကြီးကျယ်လိုက်ရတာ။ตาလေးအတွက်တူးခေါ်လိုက်တဲ့စိတ်ကူးစိတ်တန်းတွေ။ตาအတွက်ပဲစမ်းစာတစောင်ပြရတော့မလို့လို့။ตาအတွက်ကဘာကြီးတိတက်ကဘာကြီးပဲဖန်ဆင်းရတော့မတက်။49ယူဆနာရှိတဲ့လက်ဝန်းကြီးနဲ့တောင်မိမိမှာတားပေါက်စကိုနှီးထွေးကိုမလဲနိုင်ပါဘူးဖြစ်လိုက်ရတဲ့အဖြစ်တဲလိုက်ရတဲ့အဖြစ် ဒီဘက်မှာလက်ဝန်းကြီးနဲ့သားကိုမလဲနိုင်ပါဘူးလို့အဖြစ်တဲနေတော့ဟိုဘက်မှာတော့သူ့ရင်သွေးကိုငွေသား90နဲ့လာရောက်နေပါမကောလားအမလီဘလို့ဖြစ်မျိုးပါလိမ့်မိမိလေးမြုံမန်းဆထားတဲ့အတွေ့အဆိုင်ခဲကြီးတွေလုံးချေပြစ်လိုက်ခြင်းနဲ့မိမိရေးစင်တယ်ဆိုတဲ့စာရင်းရေးမဲ့စာရီကိုလည်းစုပ်ဖြဲပြစ်လိုက်ခြင်းနဲ့မိမိလက်တွေ့ခြေတွေလည်းအေးဆက်နေတာပါပဲမိမိရှင်တွေကလည်းခုံလို့လေ မိမိသားကိုမိမိချစ်တယ်လို့သူလည်းသူ့သားကိုချစ်ရှာမှာပဲဒီမိမငယ်ဟာစာတက်လို့စာရင်းရေးချင်တတ်ရင်လေသူ့သားအတွက် သူလည်းစံပြုတ်မတက်ချစ်ရှာမှာပဲနော်သူလည်းပထမဆုံးသူ့သားကို မြင်စားကလပင်းကြီးနဲ့မလဲနိုင်မှာဆိုတဲ့အတွေးခေါ်သူ့ခေါင်းထဲမှာဝင်လာမှာပဲနော်အခုတော့လေငွေသား90နဲ့သူ့သားကို လာလဲနေပါဘကောမိမိကလည်းတကယ်ကိုအတိတ်ဘယ်ကို နားမလဲတယ်လို့ပါပဲသူ့ကို ပြန်မေးမိတယ် ရှင်ရှင်ဘာပြောတာလဲယင်မိမငယ်ဟာနှခမ်းတွေတဆက်ဆက်တုံနေရကကျမသားကိုငွေ90နဲ့ရောင်းချင်လို့ဆိုပြီးထပ်ပြောရှာတယ်။မိမိဘက်လက်မလာတဲ့သူ့မျက်နှာကိုမိမိလိုက်ကြည့်မိတယ်။ညုံမောင်နေတဲ့မျက်ခမ်းဆက်မှာမျက်ရည်လုံးကြီးတွေကရီးလေးခုန်နေကြတယ်။မိမိကသူ့လက်ထဲကလက်ကင်ပေါ်ဝါနဲ့အသာပဲသူ့မျက်နှာမျက်ရည်ကိုလှုပ်ပွေလိုက်တယ်။မိရင်ချင်းချင်းဆိုတဲ့စိတ်က ဒီနေရာမှာမမေကိုအလိုလျောက်မျက်ရည်တုပ်ပေးအောင်တိုက်တွန်းနေတာပါပဲသူ့မိခင်မျက်နာကိုလည်းမမေထိရင်လက်ချဲကသားကြီးကဝူးကနေအော်ရှာပါရောမမေဖြင့်ကလေးကိုလှမ်းချင်ရင်မိမငယ်နဲ့အတူငေါယုံရောငုံမိပါတယ်မာတာယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေတယောက်သေးသောသားငယ်အပေါ်မှာ မွေးမိခင်ဟာလွန်ကဲကျင်လာသောမေတ္တာဖြင့်ဆောက်ရှောက်တကယ်တို့တရဝများပေါ်မှာမေတ္တာထားရမယ်လို့မြတ်စွာဘုရားရှင်ဟာမေတ္တာတုံမှာမိခင်မေတ္တာကိုစံထားပြီးဟောကြားခဲ့တယ်။အဲ့ဒီလိုဘုရားသခင်ကိုတော်တိုင်းစံထားရတဲ့မိခင်ရဲ့မေတ္တာဟာကုန်ခန်းလို့လား။ဒီတငယ်မဟာသူ့သားကိုလာရောက်ရတာဟာမိမိဟာသိပါတယ်။ဘာကြောင့်မဲရောက်ရတယ်လဲဆိုတော့မိမိသိပါတယ်။သူ့ကိုမေးလဲမမေးရက်မပြောရက်နိုင်ဘူး။ နှစ်ယောက်လုံးရဲ့ရင်ထဲမှာဝေဒနာကိုစီနဲ့ခံစားလိုက်ကြတာမချီမဆန်ပါပဲ။တားကိုရောင်းရပြီမဲ့ချမ်းချမ်းသာသာရှိစေချင်တယ်။ရှင်တို့မှာကလေးမရှိဘူးလို့တခါတော့ကရှင်တို့အိမ်က မာလီကြီးကရွာပြန်มาပြောခဲ့ဘူးတဲ့။သူကမျက်ရည်တုံရင်စကားဆက်ပြောရှာတယ်။ရှင်တို့အိမ်ကမာလီကြီးနဲ့ကျမကတရွာတည်းပဲ။ကျမတရေသမီးကမိမိသူ့စကားကိုနားထောင်နေတယ်။ မိမိမှာတအူးယောက်ျားလေးရနေပြီဆိုတာလဲသူ့ကိုမပြောပြလိုက်ပါဘူးရှင်းယောက်ျားကဘာလုပ်လဲလေသမားပါကျမတို့မှာခလေးကများလုံးနေစပားရီပိုထွက်ပြီမဲ့ကိုမောင်စိတ်အတိုးကလည်းပိုတိုးလာတယ်ခလေးတွေကလည်းပိုပိုလာတယ်ကိုမောင်စိန်ကဘာတူလဲငိုတက်ငွေတိုးချေးစားတဲ့သူလေသူ့အတိုးကြီးယူရင်သူတို့ကိုယ်တိုင်သူတို့ကိုတိုင်ပါလားတကြီးကိုတိုင်ပါလား ီးတော့ရှင်တို့ကတေအေကကိုတေအေကကိုတော်ကြီးနှစ်ချက်ပို့ရတယ်ဆိုရတာဟုတ်တာပေါ့ဘယ်ဆိုရတဲ့ချက်ကိုမောင်စိန်ကိုမနိုင်ပါဘူးသူက စာနဲ့ပေနဲ့ငွေချေးစားတဲ့သူမဟုတ်ဘူးကုံစုံဆိုင်ရှင် စပားမတော်မချင်းကျမတို့လိုလူသည်များအိမ်အတွက်ပစ္စည်းတွေရောလယ်အတွက်ပစ္စည်းတွေရော သူစီကအကျွေးယူရတယ်စပားပေါ်တော့စပားနဲ့ပြန်ဆက်ရတယ်လေအတိုးကငွေတရာကို40တော့ အမလေးလေးမိမိလေးခလေးကိုပွေးချင်ရင်၄၀တုံးဆိုတဲ့အတိုးအတွက်ရင်းလေးသွားရတယ်အခုနှစ်လဲကားရမယ်စပားကိုကိုမောင်စိတ်ကိုပေးရမှာနဲ့အန်ကိုက်မပို့ဘူးဝမ်းစာကြရင်တော့ကံကောင်းပဲဒီကြတဲ့သူ့ဖေကအတော်ကိုမမာလို့အခုဆေးရုံမှာကျမလည်းမကြံတာလို့သာဒါကိုလာရောက်ရတာပါ ရှင်ယူမလားဟင် မိမိလည်းဘာဖြေရမှန်းမသိဘူးသူ့ကလေးကြီးကလည်းတပွေးတပိုက်ကြီးမိမိမျက်နာကိုကြည့်ပြီးရေပြုံးနေတယ်။ဆယ်လသားလောက်တောင်ရှိမယ်လို့ထင်ပါတယ်။ငွေ90ဆိုတာတို့ရန်ကုန်မှာငွေပေါ်သူတွေအတွက်ထမိန်တစ်ထည်ဘူးရုပ်ရှင်တစ်ခါကြည့်ရုံပဲရှိပါကလား။မိမိက သူ့သားနှဖူးကိုမိမိပါနဲ့ခဏအထားမိတယ်။ရှင်ငွေ90ရရင်ဒီကလေးကိုမရောင်းတော့ဘူးပေါ့။ဟုတ်ကဲ့မရောင်းတော့ပါဘူး။ တခြားအိမ်မှာတော့ရောက်ရင်ကိုသူကမျက်ရည်တွေတွေကြလာပြန်တယ်။မလွဲတာလုံးလို့ပါကျမရောင်းရတာပါ။သူဒါပဲပြန်ဖြေတယ်။မိမိလဲစကားဆက်ရမှာတမျိုးကြီးပါပဲ။မိမိကစူးစမ်းပြီးသူ့ကိုမေးမိတယ်။အခုငွေ90ကျမရှင့်ကိုပေးလိုက်မယ်။ဒီကလေးကိုတခြားရောင်းမရောင်းကျမသိရမှာမားလို့ကျမကမိမိကမတင်ငါဟန်နဲ့သူ့ကိုမေးလိုက်တယ်။ရှင်တို့မာလီကြီးကိုကြိတ်ခိုင်းထားပါ။ ကျမမညာပါဘူး။သူကတရေသမီးကိုခဏခဏပြန်လာနေတာပဲ။သူ့အပေါ်မှာတန်တရားဖြစ်ရတာကိုလည်းမိမိစိတ်တော့မကောင်းပါဘူး။မိမိဟာ သူ့သားလေးကို သူ့လက်ထဲပြန်ထည့်ပေးပြီးအိမ်ထဲဝင်ခဲ့ရတယ်။တက်တာရဲကငွေ90ကို ယူလာပြီး သူ့လက်ထဲထည့်လိုက်တယ်။နောက်လေရှစ်ယောက်ကြားနေမကောင်းတဲ့ကိစ္စကို ကျမနဲ့လာပြီးတိုင်မိမှာခလေးကိုရောင်းတာတွေပါတယ်မလုံနဲ့နော် သူဟာငွေ90ကရင်လက်တွေတဆက်ဆက်တုံပြီးတော့တရှုံရှုံငိုပါချေရောမိမိမှာတော့လှူခဲ့တန်းခဲ့သမျှဒီလူတော့ဘီကြီးတစ်ခါမှမဖြစ်ခဲ့ဘူးပါဘူးမိမငယ်ပြန်သွားပြီတားရဲ့ပားကိုမိမိပြန်လာခဲ့မိတယ်တားမျက်နာကိုမိမိစစ်စစ်ကြည့်တယ်မိမိတို့မှလည်းလေသူမနဲ့မထူလာပါဘူးနှုတ်မုံတူတွေနဲ့တားတို့ကိုထားခဲ့ပြီးတော့အချိန်တန်တော့အလုခွင့်သွားရတာပါပဲ ဲ့ဒီလယ်သူမလို့အရေးကြုံလာရင်တားကုန်များမေမေရောင်းမိမလားအဲ့ဒီမေးခွန်းကို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 မေးပြီးတော့အဖေကထွက်မလာပါဘူးမေမေသာဂရီမေးမှာချွဲချုံမဲချငုံပြီးလိုက်တယ်တားကြီးရဲ့ဖေဖေကအခန်းထဲဝင်လာပြီးတော့အယူမကြီးအတွေးမကြီးဘာရီမတန်စတွေးပြီးငိုရပြန်လာလဲလို့အမေးတယ်မေမေသူ့ကိုဘာမှပြန်မဖြေပါဘူး ခုနကလေးရောင်းတဲ့မိမအကြောင်းသာတည်သွားရင်သူလည်းမမေ့လုံကိုရှာမှာပါပဲ။ဘာဖြစ်လို့လဲဆိုတော့ဖေဖေဟာလဲတားကုန်မမေ့မမေ့မမေ့လို့ပဲချစ်လေတော့မိဘချစ်ချင်းကိုကိုချင်းစာထက်မှာပဲလေ။အော်ဒီဘက်မှာကတားတမျက်နာကိုလေးဆက်ကိုယူစနာရှိတဲ့လမင်းကြီးနဲ့မလဲနိုင်ပေမယ့်ဟိုဘက်မှာတော့သူ့သားကိုငွေ90နဲ့ရောင်းနေပါဘကော။ ခင်းနေอยู่နားစင်ပေးသူတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ရှင်